မဟာလွန်းနေရာမှာကိုထအောင်ရှာရင်လို့တိလိုက်ရတဲ့အခါမှာတော့လောကဘသူမှတော့လက်မခံစရာအကြောင်းမရှိဘူးလို့ထင်ပါတယ်ဒါအာဘယင်ရရေကြတော့ဆာ Thank you အဘယင်ဗောဒါဘယင်ဖြစ်လာမဲ့ဒါအာဘယင်သားတော့ Ancient ဘယင်ဗောဘယင်ဆိုတော့ဒါ ိုတော်တော်ဟိုကိုအခုပုံစံနဲ့ဟာတော်တော်ဒါအပြင်ပိုင်းအာဒီ features character အရာဆိုလေတော်တော်လိုက်ဖတ်တယ်အဲနဲ့နဲ့ဒီနေ့ဒီချိန်ကြီးလည်းကျွန်တော်ကအဲ့လိုမျိုးဖြစ်နေတယ်ဒီနေ့အနှစ်ကကျွန်တော်နေအရှိမအဲဘာလဲမဟာရဲ့ ဇလန်တွေတခုအချိဖလေအောင်တက်ဒီဆိုတာလေးရိုက်ခဲ့ဘူးလေရိုက်ခဲ့ဘူးအဲ့ထဲကနေပြီးတော့ကျွန်တော်တို့ကမောင်နှမတွေလိုခင်မရင်းနေပြီးသားဖြစ်နေအဲ့ထဲက character အတိုင်းဟိုဒီနေ့ဒီအချိန်အဲ့တော့ဆိုနှစ်ကတော်တော်ကြာနေနှစ်နှစ်လားသုံးနှစ်လားမသိဘူးဖြစ်နေပြီအဲ့အတိုင်းပဲအဲ့အဲ့ဒီထဲက character နာမည်လေးတွေပေါ့သူဆိုရင်အနှစ်ကျွန်တော်ဆိုရင်ညီအဲအပြင်မှာအဲ့လိုမျိုးအမြဲတမ်းခေါ်ပြင်းနှုတ်ကြိုးတွေသူဆိုရင်ကျွန်တော်အနှစ်သူကလည်းကျွန်တော်ကညီအမြဲတမ်းဒီလိုမျိုးဆိုတော့လေပြောချင်တာကကျွန်တော်တို့ကအခင်မရင်းနေဘူးလေရှိပြီးသား အဲအလုပ်လဲအတူတူ တွဲလုပ်ခဲ့ဘူးတဲ့အဲမောင်နှမတို့လိုလဲအပြင်မှာခင်မရင်းနှီးပြီးသားဆိုတော့လေဒီထဲမှာအဲသူ့ကိုယ့်ရဲ့တရိုးသမီးလောင်းလေးဖြစ်အဲ့လိုမျိုးဖိတ်ကူးရင်ဘောအရင်ကြီးကိုစူးစမ်းစရာမလိုဘူးဟိုပါပေါ့မလဲဟိုဒီဇက်လေးအရင်စပြီးတော့အာဒါဖတ်ဖို့ပို့ထားတယ်ပို့ထားတော့ဟိုပါပေါ့နောင်တမိမိကာရိုက်တာဆိုတော့ဘယ်လဲဇက်ဖတ်လိုက်တော့လောကအရင် ဟိုအမိုက်မိုက်တယ်စကြည့်ရဗန်တီးထားတဲ့ကဘာကြီးကအရင်မိုက်တယ်ပေါ့နော်ဆိုတော့ဟိုလာကန်းနေတဲ့ကောင်ကဘလဲအဲ့လိုတော်တော်လေးကိုကိုဟိုဘယ်လိုပြောမလဲပျော်မိရေပေါ့နော်ပြီးတော့တို့အခုပြရဘက်ကဖက်ဆက်ဒါကိုရီးယားဒါရိုက်တာတွေလည်းပါတယ်ဆိုတော့ကို့အတွက်အများကြီးပေါ့နော် challenge တစ်ခုဖြစ်မယ်လို့ယုံကြည်ရပြီးတော့ကလည်းတို့ Netflix ကြည့်ပါတင်မယ်ဆိုတော့အများကြီး challenging ဖြစ်မယ်လို့ထင်တယ် ဟုတ်ကဲ့အဲကျွန်တော်ကကြတော့ဒီထဲမှာမဟာလွမ်းပေါ့နော်အဲဒီဟေဇဲဇက်ပေါ့အဓိကဟေဇဲဇက်ကိုကြိုက်တယ်ဟေဇဲပြိတက်လည်းဖြစ်တယ်ပထမတကားလည်းအဲဟေဇဲဇက်ဒုတိယမြောက်လက်ထပ်ခွင့်ဆိုတော့ကျွန်တော်ရိုက်ဘူးရယ်ဘယ်မကြော်နေပဲဆိုတော့လေအဲဒီလိုမျိုးလာကန်လန်းတဲ့အချိန်မှာကျွန်တော်ရန်ဝမ်းတောက်ပါပြီးတော့ဒီလိုမျိုးကဒီကျွန်တော်မြန်မာနိုင်ငံမှာတိတ်ပြီးတော့မှဖန်ဒီ တဲ့ပြတဲ့အထဲမှာပါတယ်ဒီလိုမျိုးစိတ်ကူးရင်ဆက်ဆက်ကြိုက်လို့လွတ်လပ်စွာစိတ်ကူးရင်လို့ရရဲဆိုတော့အဲဒါတွေကလည်းကျွန်တော်တို့ကိုယ်တိုင်ဟေးဇဲစိတ်ကူးရင်မှုနဲ့ကျွန်တော်တို့ရဲ့ idea လေးတွေပေါင်းဆက်ပြီးတော့ဒီလိုမျိုးလေးတွေဖန်တီးပြတာဆိုတော့လေအဲအကောင်းဆုံးကျွန်တော်တို့စူးစမ်းဖို့အတွက်အဲဒီအချိန်မှာအကောင်းဆုံးတည်ဆောက်နေပါတယ်ဟုတ်